Trump သည် Iran နှင့် America ၏တိုက်ခိုက်မှုများနှင့်ပတ်သက်၍ဆုံးဖြတ်ချက်ချရန်နီကလာချိန်တွင်ပုံမကျေပြန့်သောပဋိပက္ခဖြစ်မှုကိုရှောင်ရှားရန်အာရုံစိုက်ခဲ့သည်ဟုသတင်းရင်းမြစ်များကဆိုသည့် American သမ္မတ Donald Trump က Iran အပေါ် Israel ၏တိုက်ခိုက်မှုများတွင်ပါဝင်ခြင်းပြုသင့်မသင့်ကိုချိန်ဆနေပြီး နက်ဆိုင်စွာတိဆောက်ထားသည့်မြေအောက်နျူကလ িয়ার တန့်စင်အဆောက်အုံများကိုပြည်ရန်ဘန်ကာဘုံများအုံပြုခြင်းအပါအဝင်စစ်ပွဲတွင်အပြည့်အဝပါဝင်ပတ်သက်ခြင်းမရှိဘဲအဆိုပါပြစ်မှတ်များကိုသာအမေရိကန်ကမိတို့တိုက်ခိုက်နိုင်သည်နှင့်ပတ်သက်၍ရင်းဤထိတ်တန့်အရာရှိများကြားတွင်ဆွေးနွေးမှုများပြုလုပ်နေပြီဖြစ်ကြောင်းအဆိုပါကိစ္စနှင့်နှိစက်သောတရင်အမြင့်များကပြောကြားခဲ့သည့် trend အတွက်ပြီးခဲ့သည့်ဂျာတာပရီနေကစတင်ခဲ့သောပဋိပက္ခကိုရှေ့ကြအောင်ရှောင်ရှားရန်ကြိုးပမ်းခြင်းသည်မရှိမဖြစ်ထိတ်တန့်လိုအပ်ချက်ဖြစ်လာခဲ့သည့် အမေရိကန်ကသာအီရန်၏နျူကလ িয়ার ရည်မှန်းချက်များကိုပြက်ပြက်တပ်တအဆုံးသက်လုဆောင်နိုင်သည်ဟုအစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုအပါအဝင်များကမြင်ထားကြသည်အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟု၏ပြောဆိုမှုများရှိနေခဲ့တော်လဲထရန်ကရှောင်ရဲရန်ဂတိပြုထားသည့်နိုင်ငံခြားပဋိပက္ခစစ်ပွဲအတွင်းအမေရိကန်ပါဝင်နေမွန်းတော်မီကိုနှက်ဆိုင်စွာတည်ထားနေကြောင်းသတင်းရင်းမြစ်များကဆိုသည် အမေရိကန်၏စစ်ဖက်ဆိုင်ရာပိုင်ဆိုင်မှုများကိုအတုံးပြုခြင်းနှင့်ပတ်သက်၍ပဝင်ရန်ဆုံးဖြတ်ချက်မချမီပထမပတ်တွင်အစ္စရေးတို့ကအီရန်၏နျူကလ িয়ার အစီအစဉ်ကိုတိုက်ခိုက်နေခြင်းသည်မြင်မြအောင်မြင်ခဲ့သည်ကိုအမေရိကန်နှင့်မဟာမိတ်အချို့ကစောင့်ဆိုင်ပြီးကြည့်ရှုရန်စီစဉ်နေကြောင်းဥရောပတန်တမန်နှုတ်ကပြောကြားခဲ့သည်ထို့နောက်ဆုံးတမတ်ရဲ့မတိုင်မီတရက်အလိုတွင်မြို့သူဆက်လက်ဆောင်ရွက်ရမည်ကိုနောက်ဆုံးဆုံးဖြတ်ချက်မချရသေးကြောင်းနှင့် ဗုဒ္ဓဟူးနေ့တွင် အမေရိကန်မဟာမိတ်များနှင့်စကားပြောဆိုရာတွင် ထရန့်ကပြောဆိုခဲ့သည့်အစိုးရအရာရှိများသည့်မိသည့်အရာကိုဥတီလုံဆောင်ရမည်ကိုအတိအကျမသိရကြောင်းတနမန်များကပြောကြားခဲ့သည်ထရန့်သည်အီရန်အတွက်တိုက်ခိုက်ရေးအစီအစဉ်များကိုပြန်လည်တုံ့တက်ခဲ့တော်လဲတီဟီရန်သည် မင်းဤနျူကလ িয়ার အစီအစဉ်မှာနောက်ပြန်ဆုတ်သွားခြင်းရှိမရှိကိုစောင့်ကြည့်နေကြောင်းအဆိုပါကိစ္စနှင့်နှိဆက်သူတဦးကခံတို့ပြောကြခဲ့သည်မပြီးခင်တစ်စက္ကန့်လိုမှနောက်ဆုံးဆုံးဖြတ်ချက်ချရတာကိုကြိုက်ပါတယ်ဟုထရန့်ကဘဲဥပုံရုံးခန်းတွင်တွင် ပြောကြခဲ့သည် အထူးသဖြင့်စစ်ပွဲတွင်အရာများသည့်စစ်ပွဲနှင့်အတူပြောင်းလဲသွားသည်ဂင်းသည်အစွန်းတစ်ဖက်မှအခြားအစွန်းတစ်ဖက်သို့ရောက်သွားနိုင်သည်ဟုသူကဆိုသည်တမရကသူ့ရွေးချယ်ခွင့်တွေကိုတွေးတောနေချိန်မှာတော့အမေရိကန်ရဲ့တိုက်ခိုက်မှုဟာနိုင်ငံခြားစစ်ပွဲမှာအမေရိကန်ရဲ့အလုံးစုံဝင်ရောက်ဆုတ်ဖက်မှုကိုဆိုလိုတယ်လို့မယုံကြည်ကြောင်းပြောကြားခဲ့တယ်ဟုဒီကိစ္စနှင့်နီးစပ်သူတဦးကပြောခဲ့သည်ထို့ပြင် Trump နှင့်အနီးကပ်ရှိသူများကတော့ နေရာတစ်ခုကိုတိကျပြတ်သားနဲ့တိုက်ခိုက်တာဟာပရိပခါကိုရှည်သွားစေနိုင်တဲ့ခြေပြန့်တဲ့လှုပ်ဆောင်ချက်နဲ့မတူကွဲပြားတဲ့ဟုငင်းခုန်ကြကြောင်းသူကပြောခဲ့သည်အမေရိကန်သည်ဖော်ထုတ်ပေါ်တွင်ဘန်ကာဖြတ်ပုံအနှဲငယ်ကိုချပစ်နိုင်ပြီးနောက်ဆုံးနျူကလ িয়ার ပိုင်ဆိုင်မှုကိုဖျက်ဆီးပြီးနောက်ထွက်ခွာသွားလိမ့်မည်ဟုဂင်းဤပထမတက်တန်းအတွင်းအစ္စရေးနိုင်ငံဆိုင်ရာ ထရိုင်တမ်မတ်ကြီးဒေးဗစ်ဖရက်မန်က ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည် MOA ဘုံသည်ဘုံအလုံးဤမိခင်ဟုခေါ်ဝေါ်သော ကြီးမားသောလေကြောင်းဘုံကိုရည်ညွှန်းသည်အပေါ်လေကြောင်းလမ်းတွေကရှင်းနေပြီဟု Freeman ကဆက်ပြောသည်အဲ့ဒါကြောင့်ဘာကြောင့်နောက်တော့နေရမှာလဲဟုသူကဆိုသည် Trent သည်ဒင်းဤရွေးချယ်ခွင့်များကိုအရှင်ထားပြီးဆက်လက်လှုပ်ဆောင်နေချိန်တွင်အစိုးရဖွဲ့သည်မဟာမိတ်များထံမှထိုးစစ်ဆင်နေခြင်းတွင်အမေရိကန်အနေနှင့်ပါဝင်ပတ်သက်မှုမပြုရန်စန့်ကျင်တိုက်တွန်းနေခဲ့ကြသည်။အကြောင်းရင်းများစွာတွင် ဟော်မူးရေလက်ကြားကိုအီရန်ကပိတ်ဆို့ရန်ကြိုးပမ်းနိုင်ခြေရှိပြီးကမ္ဘာရေနံစီးဆင်းမှုကိုနှောက်ယှက်တားဆီးနိုင်ခြေနှင့်အမေရိကန်၏တိုက်ခိုက်မှုအပြီးတွင်အီရန်သည်နျူကလ িয়ার လက်နက်ထုတ်လုပ်ရန်ဆုံးဖြတ်ရွေးချယ်လာဖွယ်ရှိကြောင်းဆွေးနွေးမှုများနှင့်ယင်းသောသတင်းရင်းမြစ်နှစ်ခုကပြောကြားခဲ့သည် အကယ်၍အမေရိကန်တပ်များအစ္စရေးနှင့်ပူးပေါင်းတိုက်ခိုက်ပါကလက်တုံ့ပြန်မည်ဟုအီရန်ကကတိပြုထားသည်တကယ်လို့အမေရိကန်တွေကစစ်ရေးအရာပူးပေါင်းမှု ဆုံးဖြတ်ရင်အရေးယူဖို့လိုအပ်တဲ့ပြစ်မှတ်တွေရှိတဲ့နေရာတိုင်းကိုလက်တုံ့ပြန်ဖို့ကလွယ်ပြီးရွေးချယ်စရာမရှိပါဘူးဟုအီရန်လက်ထောက်နိုင်ငံသားရေးဝန်ကြီးမာဂျစ်တက်ရာဘန်ချီကခင်ခရစ်တင် အာမန်ဘိုနှင့်အင်တာဗျူးတွင်ပြောကြားခဲ့သည် ဒါကရှင်းရှင်းလင်းလင်းနဲ့ရိုးရိုးရှင်းရှင်းပါပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကကိုကိုကိုခုခံကာကွယ်ဖို့လုပ်နေလို့ပါပဲ။မကြသေးမီရဲ့တပ်ပတ်များအတွင်း Train မဟာမိတ်များတီးတက်ဆွေးနွေးခဲ့သည့်လှုပ်ဆောင်မှုပုံစံတစ်ခုမှာတက္ကသိုလ်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး Anju-9 drone ကိုအသုံးပြု၍ Iran ထိပ်တန်းတပ်မှ Qasem Soleimani ကိုလှုပ်ကြံရန်ရင်းဤ2020ဆုံးဖြတ်ချက်ဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုသည်အီရန်ထံမှလက်တုံ့ပြန်မှုကိုပြင်းထန်စွာဖြစ်ပေါ်စေသည့်ပြင်းထန်သည့်အရှိန်အဟုန်ဖြင့်ဆက်လက်ဖြစ်ပွားနေတော်လဲအလုံးစုံစစ်ပွဲအထိမဖြစ်ပွားခဲ့ပေအမေရိကန်၏တိုက်ခိုက်မှုသည်ထိမ့်မနိုင်သိမ့်မရစစ်ပွဲအရှိန်တိုးမြင့်လာမည်ဟုယင်းဤသောသတင်းရင်းမြစ်များကပြောဆိုမှုများနှင့်ပတ်သက်၍ဆိုလီမန်နီအားအမေရိကန်ကတိုက်ခိုက်တပ်ဖြတ်မှုတွင်အီရန်မှတံပြန်ခြင်းသည်အလုံးစုံစစ်ပွဲအတွင်မကူးပြောင်းခဲ့ကြောင်းကိုသီအိုရီဖြင့် threat အစိုးရတာဝန်ရှိသူများကဆွေးနွေးခဲ့ကြသည်ယခုအချိန်တွင် အီရန်၏ထိပ်တန်းကောင်းဆောင်ကိုတပ်ပြည့်ရန်ကိစ္စကိုထရန့်က လူသိရှင်ကြားညင်းဆိုထားသည် ထရန်ဟီထိတ်တန့်အမျိုးသားလုံခြုံရေးအရာရှိများသည်တမရအအတွက်ရွေးချယ်စရာများကိုတတိရှိစွာတင်ပြခဲ့ပြီးတရှိနိုင်ရန်စူးစမ်းအထောက်အမှုပြုလုပ်ခဲ့ကြသည်ကျွန်တော်တို့ရဲ့အလုတ်ကအချိန်တိုင်းမှာတမရမှာရွေးချယ်စရာတွေကိုတင်ပြပြီးအဲ့ဒီရွေးချယ်စရာတွေကဖြစ်နိုင်တာတို့ကိုရွေးချယ်ပြီးအဲ့ဒီရွေးချယ်မှုတွေရဲ့အကျိုးဆက်တွေကိုသိရှိရန်ဖြစ်ပါတယ်ဟုကာကွယ်ရေးဝန်ကြီးပေဟက်ဆက်ကစီးနေလွတ်တော်အစည်းအဝေးတွင်ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည် Trent CIA Director John Yetcliffe သည်မကြသေးမီရက်များအတွင်း Trent က Israel ၏တိုက်ခိုက်မှုများမတိုင်မီနှင့်တမရကပြင်းဤနောက်ထပ်ခြေလှမ်းများကိုထည့်သွင်းစဉ်းစားထားသူများထဲတွင်ပါဝင်ခဲ့သည့် Yetcliffe သည် Israel ပထမဆုံးတိုက်ခိုက်မှုမဆမီမကြမီဇွန်လ၈ရက်နေ့တွင် Davis ခန်းတွင်ရှိနေခဲ့ပြီးအီရန်၏နျူကလ িয়ার အစီအစဉ်နှင့်အစ္စရေးလ်၏နောက်ထပ်လုံဆောင်မှုများနှင့်ပတ်သက်သည့်နောက်ဆုံးပေါ်ထောက်လှမ်းရေးအကြောင်းထရန့်အားအချင်းချုပ်ဖော်ပြခဲ့ကြောင်း ဆွေးနွေးမှုနှင့်ယင်းသည့်သောတည်ရင်းမြစ်တစ်ခုအရာသိရသည့် Redcliffe နှင့် Try အမျိုးသား ထောက်လှမ်းရေးဒါရိုက်တာ2စီကပ်ဖတ်တို့ကိုကနဦးဖိတ်ကြားခြင်းမပြုခြင်းသည်မူလကထောက်လှမ်းရေးကိုအာယုံဆိုင်သည့်အစည်းအဝေးတစ်ခုအဖြစ်ရည်ရွယ်ထားခြင်းမဟုတ်ပဲ Redcliffe သည်နောက်ဆုံးမိနစ်တွင်ခီးစဉ်ကိုပြုလုပ်ခဲ့ကြောင်းအရာရှိက ပြောကြပြီးလင်းကိုအချင်းချင်းပြောကြခဲ့သည့် Try နားထဲသို့နောက်ထပ်ပြောကြခဲ့သောအတန်းမှာ American ဗဟိုကုကဲမှုဌာနချုပ်မှဘိုးချုပ်ကြီး Michael Curry လာဖြစ်သည် မကြသေးမီရက်တရပတ်များတွင်ကိုရီလာအပါအဝင် အမေရိကန်စစ်ဘက်ခေါင်းဆောင်အချို့သည်အီရန်နှင့်အစ္စရေးတို့ဆက်လက်တိုက်ခိုက်နေကြသောကြောင့်အစ္စရေးအားခုခံကာကွယ်ရန်နှင့်ထောက်ပံ့ရန်အရင်းအမြစ်များပုံမိုတောင်းခံခဲ့ကြောင်းအဆိုပါကိစ္စနှင့်နီးစပ်သည့်တရင်ရင်းမြစ်နှစ်ခုအရသိရသည်ကူရီလာသည်စိန်ခေါ်မှုအရှိဆုံးအခြေအနေအတွက်ပြင်ဆင်ထားလိုသည်ဟုယင်းဤသောသတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည် ကိုရီလာကအစ္စရေးကိုထောက်ခံပံ့ပိုးရန်အတွက်အရှိအလေပိုင်းတွင်အမေရိကန်၏လက်နက်အစုအဝေးများကို ပြင်ဆင်နေရချထားရန်မြင်းဤတွန်းအားပေးမှုကိုပြုလုပ်ခဲ့သည့်အစ္စရေး၏ခိုင်မာသောထောက်ခံသူဖြစ်သည့်ကိုရီလာသည်ယီမင်ရှိဟူတီတပုံအဖွဲ့အပါအဝင် အစ္စရေးနှင့်အီရန်ကြားပဋိပက္ခဖြစ်နိုင်ခြေရှိသောအီရန်၏ကြားခံစည်းရေးအဖွဲ့အစည်းတို့ကြားပဋိပက္ခဖြစ်နိုင်မှုအတွက်ကြိုတင်ပြင်ဆင်ရန် ဟက်ဆန်နဲ့ထရန်တို့အားစည်ရေးပိုင်ဆိုင်မှုအများပြားကိုအရှိအလဲပိုင်းသို့ရွှေ့ပြောင်းရန်လာပေါင်းများစွာကလေးကတွန်းအားပေးခဲ့သည်ထရန်သည်၆ထဲသို့ဆွဲသွင်းခံရခြင်းကိုရှောင်ရှားရင်းအီရန်ကိုတိုက်ခိုက်နိုင်သည်ဆိုခြင်းမှာငင်းခုန်ရမည့်ကိစ္စဖြစ်သည်ထိတ်တဲရင်ဆိုင်မှုများသည့်ထရန်၏သမရတပ်တန်းကိုတိုးစေနိုင်ပြီးအစ္စရေးလ်၏တောင်းဆိုချက်အရအမေရိကန်၏အသက်နှင့်အရင်းမြစ်များအပေါ်ပြင်းထန်စွာတိုက်ဆုံစေနိုင်ကြောင်းအီရန်ကျွမ်းကျင်သူအချို့ကသတိပေးထားသည် အမေရိကန်ရဲ့တိုက်ခိုက်မှုမှန်သမျှဟာဒေတာတွင်းမှာရှိတဲ့အမေရိကန်အခြေစိုက်စခန်းတွေကိုအီရန်ကအပြည့်အဝပြန်လည်တိုက်ခိုက်ပြီးအမေရိကန်နဲ့အီရန်ကြားစစ်ပွဲတွေအလုံးစုံဖြစ်လာမှာပါဟုဝါရှင်တန် DC ရှိ Quincy Institute အမှုဆောင်ဒုဥက္ကဋ္ဌ Trita Pasi ကထံသို့ပြောကြားခဲ့သည့် Tehran သည်အမေရိကန်နဲ့ကြာရှည်စွာတိုက်ပွဲကိုဆက်ထိန်းထားနိုင်မည်မဟုတ်တော့လဲဝါရှင်တန်အတွက်လွယ်ကူသောစစ်ပွဲဖြစ်မည်မဟုတ်ကြောင်းငင်းကပြောကြားခဲ့သည် ထရက်အားတစ်ဖက်တစ်လမ်းမှတင်းတင်းမာမာထောက်ခံသူအများအပြားသည်မျိုးဆက်အလိုက်ပရိပက္ခထောင်ချောက်ထဲတွင်ပြိမိခြင်းမရှိဘဲအီရန်ကိုတိုက်ခိုက်မှုများပြုလုပ်နိုင်သလားဟုမေးခွန်းထုတ်ခဲ့ကြသည်ပထမအချက်ဒါကငါတို့စစ်ပွဲမဟုတ်ဘူးဒါကအီရန်ရဲ့စစ်ပွဲပဲအမေရိကန်သမ္မတကငါတို့တပ်ဖွဲ့တွေရဲ့စစ်ဦးစီးချုပ်ဖြစ်တဲ့နိုင်ငံတော်လုံခြုံရေးလမ်းကြောင်းမှာအလုပ်လုပ်နေတဲ့ငါတို့အားလုံးပြောတာကိုသူနားထောင်တယ်ဟု အိုင်ဒါဟိုမှအထက်လွတ်တော်နိုင်ငံခြားဆက်ဆံရေးဥက္ကဋ္ဌဂျင်ရစ်ချာကဗိုလ်တော်ဦးနေတွင်အင်ဖြူတော်တွင်ထရန်နှင့်တွေ့ဆုံခဲ့စကားပြောကြားခဲ့သည်။အရန်ခတ်ခဲတဲ့အတချောင်းကိုချီပြီးကျွမ်းကျင်တဲ့အလုပ်ကိုလုပ်ခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်ဟုသမရနှင့်မတွေ့ဆုံမီတရက်အလိုတွင်ရစ်ချာကပြောကြားခဲ့သည်။ယခုသတင်းပတ်အတွင်းထရန်နှင့်စကားပြောခဲ့သည့်နောက်ထပ်အထက်လွတ်တော် Republican တဦးဖြစ်သည့် Missouri မှအထက်လွတ်တော်အမတ် Joe Hawley ကအမေရိကန်သည်အီရန်ပေါ် ထိုးစစ်စင်ပါကတတမီမဟုတ်ကြောင်းပြောကြခဲ့သည်ကျွန်တော်တို့စစ်မတိုက်စီချင်ပါဘူးနောက်ထပ်အရှိအလဲပိုင်းစစ်ပွဲကိုမလိုချင်ပါဘူးဒေတာတွင်မှာကျွန်တော်တို့ရဲ့ရုတ်တရက်စီးရီးတိဆောက်မှုတွေအတွက်နည်းနည်းစိုးရိမ်မိပါတယ်ဟုထရန့်နဲ့စကားပြောပြီးတရက်ကြာတွင်ဟောလီကပြောကြခဲ့သည်ထရန့်ဆုံးဖြတ်ချက်မချမီတွင်ပင်အမေရိကန်စစ်တပ်သည်ထရန့်ကတိုက်ခိုက်မှုတစ်ခုဖြင့်ရှေ့ဆက်လုဆောင်မည်ဆိုပါကအမေရိကန်တပ်များကိုအီရန်ကလက်တုံ့ပြန်မည်ဖြစ်နိုင်ခြေအတွက် အရေးပေါ်ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြောင်းအီရန်ထံမှလက်တုံ့ပြန်မီအန္တရာယ်လုံလောက်စွာအကောင်းနေကြောင်းအဆိုပါစီမံကိန်းနှင့်နှိဆက်သူတဦးကဆိုသည့်နေတန်ယာဟုနှင့်မကြာခဏစကားပြောဆိုမှုများပြီးတွင်အစ္စရေးကောင်းဆောင်ကအီရန်၏နျူကလ িয়ার စွမ်းရည်ကိုချိဖျက်ရန်ရင်ဤနောက်ဆုံးပန်းတိုင်ကိုအပိသက်ရန်အမေရိကန်၏အကူအညီလိုအပ်ကြောင်းရှင်းလင်းပြောကြားပြီးနောက်တွင် အမေရိကန်၏ပါဝင်ပတ်သက်မှုသည်အစ္စရေးလ၏အောင်မြင်မှုအတွက်လုပ်ငန်းစဉ်ကို အရှိန်မြှင့်ပေးမည်ဖြစ်ကြောင်းသမ္မတကဗုဒ္ဓဟူးနေ့တွင်အတိအမှတ်ပြုခဲ့သည်ကျွန်တော်တို့ကအဲ့ဒါကိုလုံနိုင်စွမ်းရှိတဲ့တခုတည်းသောသူတွေပါဒါပေမဲ့အဲ့ဒါကိုလုံလုံလုံမယ်လို့မဆိုလိုပါဘူးဟုထရန်ကပြောကြားခဲ့သည်သို့တော့ရေရှည်စစ်ပွဲကိုရှောင်ရှားရန်သူ၏ဂတိကဝတ်ကိုလည်းအတိပြုခဲ့သည်ကျွန်တော်လိုချင်တာတခုပဲ အီရန်မှာနျူကလ িয়ার လက်နက်မပိုင်ဆိုင်ရပါဘူးဟုလင်းကပြောကြားခဲ့သည်ဒါပါပဲကျွန်တော်ရေရှည်တွေရေတိုတွေကိုမကြည့်ဘူးပြီးတော့ဒါကိုကျွန်တော်ပြောနေတာအနည်း20ရှိပြီ